အညာချက်ရေလဘောင်းတီချဲတော်တာပါတီချဲကတော့ TV ကိုမှာတော့ကိုရီးယားဆောင်လေးလာနေတဲ့သူတွေကဒီမြင်မြန်ဆက်ဆက်နဲ့ပေါ့နော်တိုးတက်ချင်တဲ့သူတွေအတွက်ကိုတီချဲက TV မှာအရေးကြီးတဲ့ landing tip လေးတွေကိုချက်ကိုချင်ပြပေးသွားမှာဖြစ်ပါတယ် အပရမဆုံးချက်အနေနဲ့ကိုကကိုလေးလာနေတဲ့ဘာသာစကားအခုဆိုရင်ကိုရီးယားဘာသာစကားရဲ့အချက် standard construction ကိုသိချနားလည်ထားဖို့လိုအပ်ပါတယ်။နံပါတ်1အချက်ကကြတော့ကိုရီးယားစာလေးလာနေတာကိုအသုံးဝင်စေမယ့် application လေးတွေကို download ဆွဲထားဖို့လိုအပ်ပါမယ်။နံပါတ်3အချက်ကတော့ reading နဲ့ listening အတွက်ကိုပေါ့နော်ချေတို့ဒီသချင်းစာသားလေးတွေကို နားထောင်ခြင်းအဖြစ်သချင်းစာသားလေးတွေကနေတစ်ဆင့် ချင်လို့လေ့လာသင်ယူတာကိုလည်းအားပေးပါတယ်။နောက်နံပါတ်၄အချက်ကတော့ဒီ Korean keyboard ကလေးကို download ဆွဲထားဖို့လိုအပ်ပါမယ်။နံပါတ်၅အချက်ကကြတော့ကိုရီးယားစာလေ့လာနေတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပေါ့နော်။အပြန်လန် test ပို့တာပေါ့နော် test ရိုက်တာစာပို့တာဒါတွေကိုလုပ်ချင်အပြင်ဒါ writing မိုင်အရေးသားပိုင်းလည်းတိုးတက်လာမယ်အပြင်ဟိုမှာခုနပြောတဲ့ keyboard ပေါ့နော်။ဒီ Korean keyboard ကိုလည်းပို့ပြီးတော့သုံးလာတဲ့အခါမှာပို့ပြီးတော့လည်းဒီခုနကကျန်း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 နဲ့သုံးတက်လာမယ်။နောက်စကားအသုံးလုံးတွေလည်းပို့ပြီးတော့ကြွကြွဝဝဖြစ်လာမယ်ပေါ့နော်။ဆိုတော့ဒါက Korean င်း keyboard ကိုထောင်းလို့ဆွဲထားရည်ဆိုရင်ကျွန်တော် line ပုံမှာအဓိကအဖြစ်ကိုရီးယားလိုမျိုး touch ရိုက်ကြည့်ရမျိုးလုပ်ကြည့်ပါတော့နောက်ကနံပါတ်6ထည့်နေတဲ့ကကြတော့ကျွန်တော် TV shows တွေ drama တွေ variety show တွေအဲ့ဒါတွေကိုကြည့်ရင်းနေပေါ့နော်ဒီကိုရီးယားလိုမျိုးတွေပြောတဲ့သူတို့ရဲ့ဒီ phrases တွေစကားအသုံးအနှုန်းတွေအဲ့ဒါတွေကိုနောက်ကနေပြီးတော့ like ပြီးတော့ပြောချင်းကြည့်ရတာလေးကိုလုပ်စီခြင်းနေပေါ့နော် နံပါတ်9အချက်ကတော့ကျွန်တော် speaking အတွက်ပေါ့ဒါ speaking အတွက်ကကိုယ်မှလေ့ကျင့်ပေါ်တယောက်မှမရှိဘူးဆိုရင်တော့မှကိုယ့်ဟာကိုယ်တယောက်တည်းပြောချင်းကြည့်တဲ့အချက်လေးကိုပေါ့နော်ချက်လုပ်စီချင်တာပေါ့အဲ့ဒါကဘယ်လိုလုပ်လို့ရလဲဆိုရင်ကျွန်တော်နေ့စဉ်ပြောနေတဲ့အချိန်နေ့စဉ်လုပ်နေတဲ့အချိန်ကိုယ့်ရဲ့လုပ်ရမှန်သမျှအကုန်လုံးကိုဒီတံတားတွေကိုတိထားတဲ့တံတားလေးတွေစလုံးလေးတွေကိုပြန်လဲအသုံးချပြီးတော့ပြောချင်းကြည့်တာကလည်းတကယ်တမ်းပြောရမယ့်အချိန်ကြရင်အကျိုးထောက်မှုရှိစေမှာဖြစ်ပါတယ်နောက်ထပ်နံပါတ်8အချက်ကတော့ကိုယ်ရေးနေရာတွေမှန်လားကိုပြောနေရာတွေရော မှန်လားဆိုတာစစ်ဆေးဖို့အတွက်เนาะနောက်တစ်ခုကကျတော့ကိုမသိတဲ့စာတွေကိုမေးဖို့အတွက်နားလည်တတ်ချမ်းတဲ့သူစီကိုသွားစီချင်ပါတယ်နောက်ထပ်နံပါတ်5အချက်ကတော့ချိန်ကပြောတဲ့နီးလန်းနေအပြင်ပေါ်မှာရေတို့သိချင်တဲ့အရာအလုံးကိုရှာဖွေဖို့အတွက် YouTube တွေရှိတယ် Google တွေရှိတယ်နောက် Translator တွေရှိတယ်နောက် Naver ဆိုတဲ့ဒီချေတို့ကိုရဲ့ website ပေါ်တော့ application ဒါတွေလည်းရှိတယ်နောက်တစ်ခုကတော့အခုနောက်ဆုံးပေါ်တဲ့ AI application တွေပေါ့နော်ဒီ ChatGPT လို့စသဖြင့်အဲ့လိုနေရာတွေမှာလွယ်ကူလျင်မြန်စွာနဲ့ရှာဖွေလေ့လာနိုင်ပါတယ် ဲ့တရှည်ပြောတဲ့အချက်၉ချက်မှာအားလုံးကလိုက်လို့ဖို့လည်းအရင်မခက်ခဲဘူးပေါ့နော်အဲ့တော့တရှည်ပြောတဲ့အချက်ကလေးတွေတစ်ခုချင်းစီတိုင်းကိုတေချာလေးလိုက်တာကျင့်သုံးခြင်းအဖြစ်ဒီကိုရီးယားဘာသာစကားကိုလှည့်မြန်စွာနဲ့တိုးတက်နိုင်ကြပါစေလို့တရှည်ကဆုမွန်တော်တောင်းပေးလိုက်ပါတယ်တရှည်တော်တော်နဲ့ဒူကိုရီးယားတန်တက်ချင်လို့ဗန်နန်းစုံနိုင်နေတဲ့သူတွေကတော့ TikTok မှာဆိုရင် contact app ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရတယ်လို့ဒီ TikTok ကဘိုင်ယိုမှာချိတ်ပေးထားတဲ့ link လေးကနေတဆင့်နဲ့ဆက်သွယ်စုံစမ်းမြင်နိုင်ပါတယ်ဒီကလေး Facebook ကနေပြီးတော့ပြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်မြင်လိုက်ပါရနော်။